ားလုံးပဲမင်္ဂလာပါဒီချိန်တွင်အကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီချိန်ကတောင်းမန်တရိကန်ရဲ့ဖြည့်ရှင်းမှုန်လေးတွေကို exercise မှာရှိတဲ့မေးခွန်းလေးတွေကိုရှင်းပြမှာဖြစ်ပါတယ်ရှင်းမှာဒီချိန်ရှင်းပြထားတဲ့အချိုးဆက်ဆက်တဲ့ နော်ဗီဒီယိုလေးတွေနောက်တစ်ခါ special angle နဲ့ဆိုင်တဲ့ဗီဒီယိုလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုမကြည့်ရသေးဘူးဆိုလို့ရှိရင်ကြည့်စေချင်ပါတယ်ဒါလေးတွေကိုနားလည်ထားပြီဆိုရင်တော့တတိကံဖြည့်ရှင်းတာလေးတွေကိုလည်းရှင်းရတာလွယ်ကူပါတယ်အခုရှင်းတာလေးကြည့်ရအောင်နော်မင်္ဂလာပါ exercise 10.5ရဲ့ number 1 ကိုစပြီးရရှင်းမှဖြစ်ပါတယ်เนาะမိန်းကလေးက solve the triangle ဆိုတော့ဒါတရိဂံဖြည့်ရှင်းပါပေါ့ဘယ်နှပုတ်ရှိလဲဆိုရင်၄ပုတ်ရှိတယ်အခု teacher နံပါတ် A ကနေစပြီးရှင်းမယ်ပေါ့เนาะဆိုတော့နံပါတ် A က angle A 90 degree A 4 C 2 3တော့တောင်မှတရိဂံလေးမှာအဓိကကတော့တောင်မှဖြစ်နေတဲ့နေရာမှာเนาะသူ့ရဲ့ down A ဆိုတာလေးတက် ို့ပဲပေါ့နော်တခြားအခရာတွေတက်ခဲ့ရင်တော့ဒါမှားတာပေါ့နောက် B နဲ့ C ကထောင်ကျင်းနေဖြစ်မယ်နောက်အနာ A B C လေးတွေတက်မယ်ပေါ့နော်အဲ့တော့သူ့ရဲ့ပေးချက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ A equal to 4ဆိုတော့ပုံရဆိုရင်ဒါတောက်မှန်တွေ့တောက်မှန်ကအနာလေးကိုပေးတာဖြစ်တယ်နောက် C equal to 2 to 3လို့ပေးထားပါတယ်အဲ့တော့ဒီချက်တို့ဘာရှားမှာလို့ဆိုလို့ရှိရင်အနာဘီလေးရှားမှာဖြစ်ပါတယ်။နောက်တစ်ခါ angle C ရှားမယ်။နော်။ down C ရှားရမယ်။နောက် angle B တောင်းပြီးနေရှားရမယ်။ဆိုတော့ဒီမှာဒီ share တို့ B ကိုစပြီးတော့တွေ့မယ်နော်။အဲ့တော့တောင်းမှန်တွေ့ခံလေးဖြစ်တဲ့အတွက် Pythagoras theorem လေးကိုသုံးမယ်ဆိုတော့ B ဒီတောင်းမှန်ကအနမဟုတ်တဲ့အတွက်ဒီ share တို့နှုတ်ချင်းတဲ့အတွက်အကြောင်းမလို့ B square equal to ဆိုလို့ရှိရင်တောင်းမှန်ကအနာ A square တွေက C square ကိုနှုတ်အဲ A square ဆိုတော့4 square minus C ရာ 2 root 3 the whole square equal to 16 minus 2ဆိုတော့4 into root 3 square ဆိုတော့3ပေါ့ equal to 16 minus 12เนาะအဲ့တော့ b square ရဲ့တန်ဖိုးလေးဒီပါရလဲဆိုရင်4လို့ရတယ်ဒါကြောင့် therefore เนาะ b equal to square root of 4ဒါကြောင့်သူ့ရဲ့တန်ဖိုးလေးဒီ2လို့ရပါတယ်ဟုတ်ပြီเนาะနောက်တစ်ခါ ဒီချက်တော့တောင်းစီလေးကိုတွက်မယ်ပေါ့နော်တောင်းစီလေးကိုတွက်တဲ့အခါကျတော့ဒီမှာတောင်းစီပေးတာကဒါမျက်နှာချင်းဆိုင်တာเนาะ O တောင်းပန်ကဏ္ဍက H O by H ဆိုတာ sin ရူပေါ့အဲကြောင့်ဒီချက်တော့ကဒီမှာ sin C equal to ဆိုပြီးတော့ C by A နဲ့ရှာမယ် C ရဲ့တန်ဖိုးလေးက2 3 by A ရဲ့တန်ဖိုးက ဟုတ်အဲ့တော့နှစ်2ရဲ့ခြေလိုက်တဲ့အခါကျတော့ဒီချက်တော့ root 3 by 2ဆိုတာလေးရဒါဒီ sin 2ဆိုတော့အဲ့ဒီတန်ဖိုးလေးဒီဒီချက်တို့ရဲ့ဒီ special angle ထဲမှာ root 3 by 2ဆိုတာလေးပါတယ်အဲ့တော့ special angle ရဲ့အကွက်78ကွက်ပေါ့နော်ဒါလေးဖြည့်နည်းတဲ့ဒီချက်အသင်ထားပေးပါတယ်ဆိုတော့မှအဲ့ဒီဒီအကွက်78ကွက်ကလေးကိုဒါအကျန်းလေးထဲမှာနေရေးထားပြီးတော့နော်ဒီ sin အချိုးမှာ ဆိုင်ဆိုတဲ့ကော်လံလေးမှာ retrieve by to ဒီဘဲထောင်းနဲ့ဒီလဲဆိုတာလေးကြည့်လိုက်အောင်ပါပဲเนาะအဲ့တော့ retrieve by to ဒီ60 degree ဖြစ်တယ်ဒါကြောင့်မို့လို့ size c equal to size 60 degree ပေါ့အဲ့တော့ therefore เนาะတောင်းစီလေးရပြီ angle c equal to 60 degree ဆိုပြီးအဲ့တော့တောင်း b ကိုဆက်ရှာမယ် angle b equal to เนาะတောင်းမှန်တွေ့ကန်ဖြစ်နေတဲ့အတွက် b နဲ့ c နဲ့ပေါင်းရင်60 degree အဲ့တော့အခု B ကိုပြန်လို့ခြင်းနေဆိုတော့เนาะ90ရဲ့ကနေပြီးတော့ down C လေးကိုနှုတ်မယ်60ဒီဂရီလေးကိုနှုတ်လိုက်တော့ angle B equal to 30ဒီဂရီဆိုတာလေးကိုရတယ်။ကျွန်တော်ပြီးသွားတာပေါ့နော်။ဒါကြောင့်မို့ therefore เนาะ B equal to 2 angle B equal to 30ဒီဂရီ angle c equal to 60 degree ဆိုပြီးတော့ဖြေလေးရပါ